ဒီလိုနဲ့ပြောင်းပြောင်းကေကာလာကလပ်မှာပါထူတို့ပြိုင်ပွဲမှာတော့ပြောင်းပြောင်းကလပ်ကချုံသားရဲ့အတွက်ကြောင့်မလို့ပရိသတ်တွေနဲ့အခေမကြီးဖြစ်နေကြပြီးတော့ကော်ကော်ကတော့ရေချိုးရဲ့နေရာကိုယူသွားတယ်ပြောင်းပြောင်းကလပ်ကစွန့်ချန်ကိုတော့မကြည်မနဲ့တီဖြစ်နေခဲ့ပြီးအတုံးမကြရဲ့ကောင်လို့ပြောနေခဲ့ပါတယ်ရေချိုးလည်းကစားပွဲကနောက်ဆုံးမှာတော့အဆင့်50ကိုရောက်လာခဲ့ပြီးမလို့ကောင်းကင်ပိုင်နယ်တဲကိုစတင်ဝင်ရောက်တာပါမလို့မေရှင်တွေကိုစတင်ဖြေဖို့အတွက်လုပ်ခဲ့ပါတယ်ငါးနှစ်လောက်အတူတူကစားခဲ့တဲ့သူ့ရဲ့တတိကော်ကော်နဲ့တော့မှရန်ရင်းတူသားခဲ့ပြီးရဲ့နောက်ရေချိုးကလည်း mission တွေဖြည့်ဖို့ရာအတွက်အကောင့်တရာရှိတဲ့ goblin ကောင်တွေကိုရှင်းရမယ်အစ်စ်20လောက်กว่าရင်ကြောင်တဲ့တိုင်ရဲတွေကိုရှင်းပြခဲ့ပါတယ်။ဆောင်းနန်းကလည်းနှစ်သိကူပြီးမလို့တန်ရောက်လာတဲ့အချိန်မှာတော့ရေချိုးကတော့ကောင်းကင်ပိုင်နယ်ကအထင်းဝင်ဖို့အတွက် mission တွေကိုတစ်ခုပြီးတစ်ခုဖြည့်နေခဲ့တဲ့နောက်မှာတော့ကြောင်တန်းမှာရောက်လာခဲ့ပြီးရင်အဲ့ဒီ mission တော့ဟာသူရောက်ရောက်ချင်းမှာကော့ကော့ဖြည့်ပြီးခဲ့ကြအောင်ပြောပြခဲ့ပါတယ်။ ဒီလိုနဲ့စင်ကော်သူရှိရတဲ့အတွက်ကြောင့်မလို့ပြိုင်ပွဲဝင်အတွင်းမှာဘိုင်ဝင်ကျုံမှုလုံးနေခဲ့ကြပြီးတော့ရှင်ကုံနဲ့ရေချိုးရဲ့ပွဲဖြစ်ပြီးတော့ရှင်ကုံရဲ့ကြိုက်ချက်တွေဟိုတော့မှရေချိုးရဲ့ဒီနဲ့ကာကွယ်ထားခဲ့ပြီးရဲ့နောက်ပထမပွဲလေးအေးစင်းနိုင်သွားခဲ့ပြီးတိုက်ခိုက်လာရင်လည်း954ပွဲလောက်ထိနိုင်သွားခဲ့ပါတယ်။တပြေးပြေးနဲ့ဆာဗာအဆင့်နှိပ်ခဲ့ပေမဲ့အဆင့်နှိပ်ရမယ်တွေကသူတဲ့အစိတ်မြင့်တဲ့သူတွေကိုတိုက်ခိုက်နေခဲ့တဲ့အချိန်မှာလိုင်းမော်မှာပုံမှုပြီးတော့နေမြကြီးလာခဲ့ပါတယ်။ဆာဗာတစ်စိမ်းနှစ်ဖျားတစ်ပါးလို့တော့တင်လာလာခဲ့ပြီးရဲ့နောက်နှစ်ယောက်ဘိုင်ဝင်ပွဲတွေကိုလည်း ိုင်ရလာခဲ့တာမနေ့ဖြစ်လာခဲ့ပြီးတော့ရူမောက်ကပါသူ့အတွက်စာစောင့်ကြည့်နေခဲ့ပြီးတော့ပုံမှန်ကြမ်းတမ်းလာခဲ့ပါတယ်ဂျပန်မှာတော့မန်နေဂျာရွေးကလည်းပြောင်းပြောင်းခေတ်ကာလကလန်မှာတော့ဇာဝါ30မှာပြန်လည်ကြံလာရည်ရွေးချိုးကြမလို့အနောက်ရှက်တွေဖြစ်နေခဲ့ကြပြီးတော့ပါတူးကပါနောက်ဆုတ်သားကြောင်းပြောရရင်ကြတော့တတော်ဒေါ်လာထွက်သွားခဲ့ပြီးသူတို့ဒုတက်သားထိုင်ကြီးနေရာမှာလာဆိုပြီးတော့ဥက္ကဋ္ဌလေးတင်နေခဲ့ပါတယ် ရဲချိုးကလည်းကောင်းကင်နယ်မြေဘက်မှာတရားပီတရားတိုက်ခိုက်နေတဲ့မှာရှင်ဖန်းကလည်းသူနဲ့တိုက်ခိုက်ဖို့ရတဲ့အတွက်တောင်းဆိုနေခဲ့ပြီးတော့ညင်လိုက်ခဲ့ကအသေးတန်တော့ထပ်ပြီးတော့တောင်းဆိုနေခဲ့ပါသည်ရဲချိုးကတော့သူတက် level နဲ့လို့ညင်လိုက်တာဖြစ်ပြီးတော့ကောင်းကင်နယ်ဝင်ရောက်သွားခဲ့တဲ့အချိန်ဆာဗာကလည်းတရားဝင်ကျင်ကြားလိုက်ပါတယ်ရဲချိုးကလည်းသူ့ရဲ့တတိနဲ့ run to do ဖြစ်သွားခဲ့ပြီးရင်တော့ server ထဲမှာတွေ့လဲရတာကရဲချိုးရဲ့ level ကကောင်းကင်နယ်မှာတခွင်မှာတော့အနေဆုံးတစ်ခုဖြစ်နေခဲ့ပြီးရင်တော့သူတို့ရှီကိုကြံလီလင်တို့အဖွဲ့ရလာခဲ့ပြီးရင်တော့ ကောကောကလည်းသူတို့အဖွဲ့ကလူရှမ်းသာအဖွဲ့တစ်ဖွဲ့ဖြစ်ပြီးတော့ဒါရဲ့ခေါင်းဆောင်ဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ရဲချိုးကလည်းအကောင့် ID ကိုမိတဲ့အချိန်စာဘာဒစ်ကချင်းရဲ့ချီချိုးဖြစ်ကြောင်းပြောခဲ့ပြီးရင်နာမှာတော့အရင်တုန်းကပထမဖြစ်ခဲ့တဲ့ရဲချိုးဆိုတာတိလိုက်ရခဲ့ပြီးရင်နာအားလုံးကလည်းမယုံကြည်နိုင်ဖြစ်ပြီးတော့အံ့ဩနေခဲ့ကြပါတယ်။ ဆက်လို့လာတော့ဆက်ရှင်မင်းသူတို့ရဲ့အဖွဲ့တဲ့ဝင်ပါလာလို့မေးနေခဲ့ကသူတို့အဖွဲ့ဝင်ဖို့အတွက်ပြောနေခဲ့ပေမဲ့ကော်ကော်ဝင်တားခဲ့ပြီးရင်တော့သူတို့အဖွဲ့ကခေါ်လို့မရကြအောင်ပြောခဲ့ပြီးသူတို့ကတူတူပဲလို့ပြောခဲ့ပါတယ်။ရေချိုးကလည်းကော်ကော်ကသူ့ရဲ့တတိဖြစ်ကြအောင်ပြောလိုက်မှလက်လျှော့သွားကြပြီးတော့ပြန်သွားခဲ့ကြတာသူတို့ကို front and light ပါလို့ပြောခဲ့ပြီးမှထွက်သွားကြပါတယ်။ တပတ်မှာတော့ဂျန်လိုလန်တို့လည်းအပြင်းမမတိုင်ပင်နေခဲ့ကြပြီးတော့သူတို့ရဲ့ပုံစံကအဆင့်90တွေနဲ့ကောင်းကင်နယ်ဘေးကမစ်ရှင်တွေကိုအောင်ဖြည်လိုက်နေတဲ့ဆုံတာကလုံအောင်ယုံကြည်တာမရှိတော့တော်နေခဲ့ပြီးတော့ဝေယားမှာလက်ကိုကင်ထားခဲ့တာမလို့ဒါကလည်းထူရှားရဲ့လက်နက်တစ်ခုပဲလို့ပြောခဲ့ပါတယ်နောက်တဲ့အဖွဲတစ်ဖွဲရောက်လာပြီးတော့ကြည်လိုက်တဲ့အချိန်မှာရေချိုးရဲ့ပြောင်များကလပ်ဖွဲ့ရဖြစ်နေခဲ့ပြီးတော့ဟဲ့မင်းဂျိုဟောင်းနဲ့ဝမ်ဂျေတို့ဖြစ်ကြောင်းသိသွားခဲ့တဲ့နောက်မှာတော့ဆက်မပြတ်တိုက်ခိုက်နေခဲ့ကြပါတယ် ရဲချိုးကလည်းသူ့ရဲ့ညွန်ကြားချက်တိုင်းလို့ဖို့ခေါခေါကိုပြောလိုက်ခဲ့ပြီးရင်နောက်မှာတော့အတက်ကိုတက်ခိုင်းပြီးပုံမှန်မြင့်တဲ့ကြောင်တော်တစ်ခုရဲ့အပေါ်မှာဆောင်းခိုင်းလာခဲ့ပါတယ်။ခေါခေါတရားကတော့ဘာမှမမြင်ရတော့ဘဲအောက်ကပောက်ခွဲတန်တွေဝင်ကြားနေခဲ့ရပြီးတော့ရဲချိုးကိုပဲကြည်နေခဲ့ကရဲချိုးကလည်းမောက်ကိုပြေးလိုက်လို့ပြောခဲ့ပြီးရင်နောက်ဆက်နှစ်ခုလုံးတယောက်တည်းကင်တင်နေတဲ့အတွက်ကြောင့်မလို့တော်တော်လေးကိုအံ့ဩနေခဲ့ကြပါတယ်။ရဲချိုးကလည်းကော်ကော်နဲ့ပူအောင်ခဲ့ပြီးတော့ဂျူရူအလင်းနှန်းကိုပါဖွင့်ချလိုက်တဲ့နောက်မှာတော့ယူအာတို့လည်းကြောက်ရှိပန်းပြီးတော့တန်နေအောင်ပြေးခဲ့ကြပါတယ်။ ဂျပန်မှာတော့ယူရလင်ပန်ယူရနဲ့ရေချိုးတို့နဲ့အတူတူတွဲလုံးနေရလို့ကြားခဲ့ပြီးရင်နောက်စုမှုရှမ်းပဲဖြစ်ရမယ်လို့ပြောနေခဲ့တဲ့နောက်ဒီလိုပောက်ကွဲဖို့အတွက်စုမှုရှမ်းတယောက်ပဲလုံနိုင်မှာဖြစ်ကြအောင်ပြောခဲ့ကတော်တွေ့လိုက်တဲ့အချိန်မှာတော့စုမှုရှမ်းကလည်းသူတို့ရဲ့အပြင်ဘက်မှာရှိနေရအောင်တွေ့လဲရတော့ဘသူလဲလို့တော့ထင်နေခဲ့ကြပါတယ်နောက်ရက်မှာတော့ရေရှိုးအတွက်ကော်ကော်လင်းတီးတန့်ကန်တခုလုပ်ပေးထားပြီးတော့စီစဉ်ပေးထားခဲ့ကပရိုဂိမ်းထိတောင်းမယ်ဆိုရင်တော့ဒါကအကောင်းဆုံးပဲလို့ပြောပြခဲ့ပြီးတော့စီစဉ်ပေးထားခဲ့ပါတယ် ပရိုဂိမ်းဒီကစားမယ်ဆိုရင်တော့ဒီအခန်းကနည်းနည်းလေးကျင်းပေမဲ့ကလပ်ပိုကြီးလာတာနဲ့အမျှအောက်ကနေရာအခြေမှာထပ်ပြီးတော့လုပ်ပေးမယ်ဖြစ်ကြောင်းလည်းပြောပြခဲ့ပါတယ်။ဒီလိုနဲ့ရေချိုးကတော့ကျန်လိုလန်တို့အဖွဲ့တွေကဝင်မာလုံးလောမဟုတ်ဘဲနဲ့ကောင်းကင်ကိုင်းတွေကိုဝင်ဖို့ရအတွက်တွားပြောခဲ့တဲ့အချိန်မှာတော့ကျန်လိုလန်လေးခြေသူကျင်ခဲ့ပြီးတော့လက်ခံခဲ့ပါတယ်။ ကျေလူလန်ကတော့သူတို့အဖွဲ့တွေကခဏလောက်ပဲတက်ခိုက်ပေးပါလားလို့ပြောတော့ဘာကြောင့်လဲရေချိုးအစ်စ်မန်ကိုတိကျင်လို့လားလို့မေးခဲ့ပြီးရင်တော့တက်ခိုက်ပေးလိုက်တဲ့အချိန်မှာတော့တပွဲလုံးအနာတော့မကတ်နိုင်ဘဲနဲ့ဥရှုဝါရဖြစ်ကုန်ခဲ့ပါတယ်။ကျန်လူလန်ကတော့သူတို့အဖွဲ့တွေကပရိုလီတီသွားနေခဲ့တာမလို့ရေချိုးနဲ့အပြင်မှာပါမဲဆွေတွေဖြစ်ကြရင်ပူကောင်းမယ်လို့ပြောနေခဲ့ကတင်းယူချင်းချောင်းလေးပြောခဲ့ပါတယ်။ ယေရှုကတော့ကြံလိုလံတဲ့အဖွဲတွေကိုလိုအပ်သေးကြအောင်ပြောပြခဲ့ကပရိုလီတဲဝင်မယ်ဆိုရင်တော့အခုမှခြေလန်းအစပဲရှိနေသေးတာမလို့ကမ္ဘာချန်ပီယံမဟုတ်ရင်တော့မှတနီယာယာမှာတော့နိုင်ငံတစ်ခုဆင်နွှဲနိုင်မယ်ဖြစ်ပြီးတော့သူတစ်ခုလောက်ရနိုင်မယ်ဖြစ်ကြအောင်လည်းပြောပြခဲ့ပါတယ် တပကပြန်ပြောင်းခဲ့ကလားအဖွဲကဥက္ကဋ္ဌကတော့ရဲချိုးတရားကောင်းကင်ကန်အဖွဲတွေဝင်သွားခဲ့ပြီးရင်တော့တတင်းတွေကအိမ်ပေါ်မှာပြန်နေခဲ့ပြီးမီဒီယာတွေရဲမှာပါနေရဖြစ်ခဲ့တာမလို့တော်တော်လေးကိုဒေါ်လာထွက်နေခဲ့ပါရဲ့မန်နေဂျာတွေအဖွဲရလူတွေကိုရဲချိုးကိုတတ်ခိုင်းရမလားလို့မေးတဲ့အချိန်မှာတော့ဥက္ကဋ္ဌကတော့ တခင်မောရှောက်ဆိုတာကရေရှိုးဆိုတာဘယ်သူမှမသိပဲမင်းတို့တွေအားလုံးဝိုင်းမီတက်ခိုင်မှာပို့ပြီးတတိထားမိပြီးရေရှိုးဆိုတာတည်သွားကြမယ်လို့ပြောခဲ့ပါတယ်။ရေရှိုးလည်းတတင်းလေးကိုတွေ့တာကြောင့်ဒီကောင်တွေကတက်ခိုက်တာတော့ကောင်းကောင်းမကောင်းမသိဘူး။ကြာရင်ပဲ marketing စင်းတဲ့နေရာမှာတော့တကယ်ဆရာကြီးတွေပဲလို့ပြောခဲ့ကသူရဲ့အပွဲဝင်ဆိုရင်တော့တင်းကိုတမင်ဖြတ်နေရတော့လေတည်လဲရပါတယ်။ကျပါတို့ကတော့ရေချိုးကိုအွန်လိုင်းကနေပြီးတော့တက်ခိုက်ဖို့အတွက်ဆက်လက်ရှိနေကြတာမလို့ရေချိုးတဲ့သူ့ရဲ့နေပြအတင်းအဖြစ်ကြံလိုလန်နဲ့ပွဲတည်ပေးလိုက်ပါတယ်။ ကြံလိုလာရတယ်ဘေးပတ်ပတ်လေးမှာစပါအမြင်ကဆရာကြီးတွေပါအကုန်လုံးရောက်နေကြတာကြောင့်အံ့ဩနေကြပြီးတော့စိန်သာရခန့်နေကြပေမယ့်ရေချိုးကလည်းဓာတ်တော်စင်ဖြစ်နေကြတာမလို့နေအတွက်ခွင့်ရေးပဲလို့ပြောတော့ပွဲကိုလက်ခံလိုက်ပါရင်ချန်ဖန်ကလည်းအရေးရှောက်ခုနဲ့ရှီလန်ရှောက်ခုကိုစတင်ဖွင့်လိုက်ခဲ့ပြီးရတော့ဘေးဘက်ဘက်လေးမှာပြေးပြနေခဲ့ကနောက်ကနေခုံချက်နဲ့ခုတ်လိုက်တဲ့အချိန်သူ့ရဲ့ဓာတ်နဲ့ကောက်ွယ်ပြီးတော့ပြန်တိုက်ခိုက်နေခဲ့ပါရဲ့ ဒါချင်းချင်းမီတွန်းလိုက်တဲ့အချိန်မှာတော်တော်ဝေဝေးလွန်ထွက်သွားခဲ့ပြီးရှေ့ရမြင်ကွင်းမှာပျောက်သွားရတဲ့အတွက်ကြောင့်အထက်ကနေဒါစတိုက်နဲ့ရှေ့ကိုပိုင်ပြီးခဲ့ပါတယ်။ရှက်ဖန်ကတော့စတိုက်ကိုတိုက်ခိုက်နေခဲ့ကြပါပဲ။ကြံလိုလိုင်း HP ကတဖြည်းဖြည်းခန့်လာခဲ့ပြီးရင်တော့ရှန်တန်နဲ့ပဇတ်ဟောင်းသားနဲ့ချိန်နေခဲ့ကတောက်လျှောက်ကြီးတဲခိုက်ခဲ့ပြီးတဲ့ဒိုင်ရိုက်တွေနဲ့ပျောနေခဲ့ရကြောင်းတက်လွဲစီဆိုတာသိလိုက်ရပြီးတော့ကြံလိုလိုင်းလင်းတတိချဖို့လုပ်ခဲ့ပါတယ်။ ကျန်လူလန်ကိုတော့ဘာပြောချင်လဲလို့မေးတော့မင်းကတော်တော်နာကြီးရဲ့ကောင်းပဲလို့ပြောလိုက်ခဲ့ပြီးရဲ့နောက်သူ့ရဲ့အချိန်ဝန်စကေးကိုဖွင့်လိုက်တဲ့အချိန်မှာတော့ strength on armor ကိုဂျန်မိတ်ကောနှစ်စားပြစ်သွားခဲ့ပါတယ်ကျန်ပန်လင်းတတိချမိသွားခဲ့ပြီးတော့အနာရမှာချောင်နေခဲ့တဲ့အချိန်မှာတော့ကျန်လိုလန်လင်းရှယ်ပလန်နဲ့ကိုလိုက်ပြီးနေခဲ့ပြီးရင်တော့ထပ်တင်ကောက်ရှန်နဲ့ဂျမ်မိတ်အတီထနေခဲ့တာမလို့မြေပြပါအကုန်ကွဲအကုန်ပါတယ် ဒီလိုနဲ့ခွန်စကီကစက္ကန့်20ပဲရှိတာကြောင့်ခဏအတွင်းပြန်လေးပြောက်သွားခဲ့ပြီးတော့နောက်တက်တိုးဖို့ရာအတွက်စက္ကန့်40တော့ပြန်လည်ဆောက်ရမယ်ဖြစ်ကြောင်းသိနေခဲ့ကဆန်ဖန်ရဲ့စကီတွေကိုခုခံနေဖို့အတွက်လုပ်ခဲ့ပါတယ်။ကြံလိုလန်နဲ့သူရဲ့ခုခံမှုစက်ထင်းထားနိုင်မယ်လို့စိတ်တွင်းနေခဲ့ပေမဲ့ HPR တွေတော်တော်လေးခန့်လာခဲ့ပြီးတော့တွင်နေနေပဲကြံတဲ့အချိန်မှာတော့တပတ်ကဆန်ဖန်ကလည်းဒီအချိန်ကိုစောင့်နေရဆိုပြီးတော့သူ့ရဲ့ဒါစကီကိုမြင့်တင်လိုက်ပြီးတော့စကီတစ်ခုတုံးပြီးဖွင့်ဆပေးလိုက်ပါတယ်။ ရှမ်းပန်းပြောရတဲ့အတိုင်းကြံလူလန်နိုင်သွားရဲ့အတွက်ကြောင့်မလို့သူနဲ့တက်ခိုက်ဖို့ရေချိုးစိန်ကနေခဲ့တဲ့အချိန်မှာကိုင်းနေဆင်းသွားခဲ့ပြီးတော့ပြီးမှအနိုင်ကျင့်တယ်လို့မပြောနိုင်လို့ပြောခဲ့ပါရဲ့ရေချိုးလည်းစတင်တက်ခိုက်လိုက်တဲ့အချိန်မှာတော့သူ့ရဲ့အခွင့်အရေးကိုလည်းအဖြစ်ပြောင်းထားခဲ့တဲ့အချိန်တက်ခိုက်တာရောပရိုပရီယာတွေလည်းတော်တော်လေးအံ့ဩနေခဲ့ကြပြီးတော့ချန်ဖန်လင်းရှောင်းထားခဲ့ပါရဲ့ ဇန်မာကတော့လန်နဲ့ထိုးတဲ့အချက်တွေကိုအေးသေးပဲချောင်းနေနိုင်ခဲ့ကသူကရေချိုးရဲ့တိုက်ခိုက်တီအားလုံးကိုလေးလာထားတာမလို့တော်တော်များများသိနေခဲ့ပြီးတော့အေးသေးဖြစ်နေခဲ့တဲ့အချိန်အကွက်တစ်လီထော့တုံးမအောင်လို့ပြောနေခဲ့ပေမဲ့ရေချိုးကတော့နှစ်ချက်ဖြုတ်ထားခဲ့ပါတယ်ရဲချိုးလည်းလုံအောင်တိုက်ခွင့်မပေးနဲ့လို့ပြောခဲ့ပြီးရင်တော့ရှမ်ပိုင်းတိုက်ချက်တွေရဲ့ကြားမှာတော်တော်ဝီဝီလွှဲထွက်သွားခဲ့ပြီးတော့ရဲချိုးကလည်းတစ်ချက်ပြုံးလိုက်ကအက်ဒရက်စီကနေပြီးတနက်ပြောင်းပြီးပါရှယ်ပလန်နဲ့တီးသွားမှာတန်းပြန်ပြီးပတ်ပြေးပါတော့တယ်။ ကျန်ပါကလေတနက်ချက်နေပင်တပြင်းပြင်းသူရောက်လာတဲ့အချိန်မှာတော့ရဲချိုးကလည်းအချက်ကနေကာသီးစားပြီးတော့တိတ်နေခဲ့ပါတယ်။ရဲချိုးလည်းအချက်ကပြန်ဆင်းလာတဲ့အချိန်မှာတော့ရှာဗန်လင်းရှာရိုကင်တီနဲ့အလင်းမြတ်အနာကိုရောက်လာခဲ့ပြီးတဲ့အချိန်မှာတော့ရဲချိုးလည်းသူ့ရဲ့လန်နန်နဲ့ဒါအဖြစ်ပြောင်းလဲလိုက်ပြီးတော့ကာကွယ်ထားခဲ့ပါတယ်။ချန်ပန်းကတော့ဓာတုတော်စင်ရဲ့ရှေ့မှာတော့ဓာရင်တက်ခတ်ရဲဆိုပြီးရှင်နေခဲ့ကခေါင်းလမ်းပိုင်းလိုက်တော့ရှောင်းနှားခဲ့ပြီးရင်တော့ပြန်ထလာတဲ့အချိန်မှာတီယုတ်ပွင့်ပြီးကာထားခဲ့ရကြောင့်မြင်ကွင်းအားလုံးပိတ်သွားခဲ့ပါတယ်။ ကြပြန်ပြီးပိတ်တဲ့အချိန်ရင်လှံဝင်ဆောက်ထိုးပေးလိုက်တဲ့အတွက်ကြောင့်တော်တော်ဝေးဝေးလွင်သွားခဲ့ကပရိုပီယာတွေကလည်းလက်နဲ့မျိုးစုံတုံးနိုင်တာမလို့သူအတွက်တော့တက်ကတ်တီကလွယ်လွယ်ကူကူတည်နိုင်မှာမဟုတ်ကြောင်းပြောခဲ့ပြီးတော့အားလုံးဖုံးကွယ်ထားသလိုပဲလောင်ပြောခဲ့ပါတယ်ဆာဗန်ပြန်ပြုတ်ကြလာတဲ့အချိန်မှာတော့ရေချိုးလဲရှစ်ပလန်နဲ့ကိုပိုင်ပစ်နေခဲ့ပြီးတော့လည်းလို့မကြအောင်မျိုးတုံတုံးနေခဲ့ပြီးလေးပေါ်မှာရင်တိတော့တော့ရှော့ပေးလိုက်ပါတယ်။ စကေးပေါင်120ကျော်ကိုတယောက်တည်းတုံးနေခဲ့ပြီးရှေ့ကျုံနေခဲ့ကချန်ပန်းတယောက်ကတော့ပလိုင်းနီယာဖာလီလိုဖြစ်နေခဲ့ပြီးတော့အောက်ကလူရီတော်မှာတနာနေခဲ့ပါတယ် သူရဲ့ကောင်းဆောင်ယူရရင်ရှန်ဖန်ရှုံးမဲ့သွားကြုံမှုတိထားပြီးပြီလို့ပြောလိုက်ခဲ့တဲ့အချိန်ရေချိုးကထွေထွေကစားသူဆိုတာတော်တော်မလွင်တဲ့ကိစ္စပဲလို့ပြောပြခဲ့ပါတယ်။ရေချိုးကတော့တပွဲထဲမှာတော့မှတူညီရဲ့စကေးမျိုးတုံ့နှမျိုးမရှိဘဲနဲ့လုံအောင်မထင်ရှားတဲ့ပုံကိုတရားဖြစ်ပြီးတော့သူ့လိုမျိုးလုံနိုင်ဖို့ဆိုရင်တော့လုံအောင်မလွယ်ကူကြောင်းပြောခဲ့ကရှန်ဖန်ကြီးလည်းလက်ယုံခံနေခဲ့ရပါတယ်။ရေချိုးကတော့လက်နဲ့တွေပါထောက်မတုံးတော့ပဲပလိန်လက်နဲ့ပါထိုးနေခဲ့တာကြောင့်ဘိုက်ကိုထိုးပေးလိုက်ပြီးရဲ့အချိန်မှာတော့လက်ကနေမှော်ရီပါတုံလိုက်တဲ့အချိန်ရှန်ဖန်ကလည်းအဲ့မှော် ราได้ไปนี่เกบาย